စကားစကားသူတို့ဇွကျင်းပါတယ်အတူရောင်ရွေးကောက်ပွဲပဲဖြစ်တယ်အဲပြီးတော့ခါကြတော့ဒီအတူရောင်အစိုးရပဲထွက်လာမှာပေါ့အဲ့ဒီအတူရောင်အစိုးရတက်အုပ်ချုပ်မယ်ဆိုရင်လည်းအဲတိုင်းပြည်ကတိတက်ဆိုးဖို့ပဲရှိတယ်ပေါ့အဲနာမည်ကတော့နင်းနင်းပေါ့နော် ဟိုကတော့ဝန်ကြီးဌာန MOBF ဖိုင်ရဲ့ CDM တယောက်ပါအဲတကယ်တမ်းကျတော့ကိုရီးယားဖြတ်တန်းခဲ့တာဝန်ထမ်းပဲပေါ့နော်ဝန်ထမ်းဘဝနဲ့ပဲဖြတ်တန်းခဲ့တယ်နှစ်နဲ့ဆယ်ကျော်အဲ့တော့နိုင်ငံရေးအသိအမြင်ကတော့အရန်ကြီးရှိမနေဘူးဒါပေမဲ့ကိုရီးယားဘာလို့နှစ်သက်မြန်လို့လဲဆိုတော့ဒီလွတ်လပ်တဲ့ဟာကိုမြန်လို့တယ်တရားမျှတတာကိုဟိုမြန်လို့တယ်ပြီးတော့ပွင့်လင်းမြင်သာတာကိုမြန်လို့တယ်အဲအဲ့ဒီအချက်တရားပဲပေါ့နော်ဒီအဲ့လောက်ပဲခံယူချက်တွေရှိရပေါ့ ကျမတို့ပေါ့နော်ဟိုပေါ့ဒီ NLD ပါတီဆိုတာကတကယ်တမ်းကျတော့ကိုနှစ်သက်တာအမေတော်အောင်ဆန်းစုကြည်ပေါ့အဲသူ့ကိုနှစ်သက်တယ်သူ့လုံးတဲ့လုံးရက်တဲ့အားလုံးကိုသဘောကျတယ်အဲ့တော့အဲသူ့ကိုယုံကြည်ပြီးတော့ပဲဒီပါတီကိုကိုကဟိုပေါ့ဘယ်လိုပြောမလဲကြိုက်တာပေါ့နော်အဲပထမဟိုအားလုံးကတော့တအားကြီးမမမီတော့ဘူးပေါ့နော်ဒီနောက်ဆုံးမမီတာကတော့ဂျာပြရွေးကောက်ပွဲကိုမမီတယ်ပြီးတော့နောက်ဆုံးဒီ 20ရွေးကောက်ပွဲမှတ်မိတယ်အဲ့ဒီအချိန်တွေမှာတော့အဲကိုနှစ်သက်မြတ်လို့တဲ့ NLD ပါတီကိုပဲမဲပေးတယ်ရုံးထဲမှာတောင်မှာပဲပေါ့နော်ဒီအမားတို့ဒီတာဝန်ရှိတဲ့လူကြီးတွေပေါ့ အဲသူတို့ကဆိုနည်းနည်းကြောက်တဲ့ဘိုင်းမှာပါတယ်စိုးရိမ်တဲ့ဘိုင်းမှာပါတယ်အဲ့ကြရင်ကိုတွေကလေဟာဒါစိုးရိမ်စရာမဟုတ်ဘူးကြောက်စရာမဟုတ်ဘူးကိုအစိုးရဖြစ်မဲ့ဟာကိုကိုကိုယ်တိုင်ရွေးချယ်ရမယ်အဲ့တော့ဒါဟာဟိုပေါ့ပြီးတော့လေဟိုစိုးရိမ်ရအောင်ကလည်းဒါမြင်ရတဲ့အနေထားမဟုတ်ဘူးပေါ့နော်အဲ့အတွက်ရဲရဲဝံ့ဝံ့ဒါမဲပေးဖို့လိုတယ်ဆိုပြီးတော့အမတောင်မှစီးယုံနဲ့ အဲအနေထားမှာတောင်ဖြစ်ခဲ့ရပေါ့နော်အဲ့ခါကျတော့တန်တဲ့တငယ်ချင်းတွေတောင်ပြောတယ်ဟဲ့ဟဲ့ဟိုပါဝန်ထမ်းဆိုတာနိုင်ငံပါတီရေးမလုံးဝဘူးပေါ့အဲစတဲ့အနေနဲ့စီယုံရင်းစင်းနေရလားလို့တောင်ပြောခါတဲ့အထိအဲကိုရီးယားပြောခဲ့ရပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဟိုပါအထက်လူကြီးကလည်းအဲ စိုးတော့စိုးရင်လည်းဒါပေမဲ့လက်ခံတယ်ပေါ့နော်သူလည်းကြိုက်တာဒါပဲပေါ့ဒါပေမဲ့တချို့အရာတွေကြတော့မလွန်ဆန်ရဲတဲ့ဟာတွေနည်းနည်းတော့ရှိတာပေါ့နော်အဲ့တော့2020ရွေးကောက်ပွဲမဲပေးခဲ့ရတာကိုအရန်ကျင်တတ်တယ်အဲ့ချိန်တော့ဆိုကိုဗစ်တွေဖြစ်နေတယ်ဒါပေမဲ့အဲကိုတွေမဲသွားပေးတယ်အစောကြီးထပြီးတော့တန်းစီတယ်ပေါ့နော်အဲ့လိုမျိုးတွေအဲ့2020ရွေးကောက်ပွဲမဲပေးခဲ့ရတာကိုတော့အကျဉ်းနဲ့ဆုံးမဲဒီ NLD ပါတီအနိုင်ရတဲ့ခါကျတော့ အများကြီးဖွံ့ဖြိုးတိုးတက်လာတယ်ပေါ့နော်အများကြီးဖွံ့ဖြိုးတိုးတက်လာတဲ့အခါမှာဒီလမ်းတွေပေါ့အဓိကတော့လမ်းတွေကောင်းလာတယ်မိတွေမှန်လာတယ်လမ်းတွေကောင်းတယ်ဆိုတော့တော်တော်ကြီးကိုတည်တာလာတယ်ပေါ့နော်လမ်းမဆက်သွယ်ရေးခီးစဉ်တွေအဲတခြားတဲ့ဒီမွန်ခီးစဉ်တို့တင်းတင်းသားကြီးတို့ဒီဘက်ကိုကြည့်လိုက်ရင်အရန်ဟိုလမ်းတွေကကောင်းတယ်ပေါ့နော်ပြီးတော့ခါကျတော့အဲအမားတို့ဒီရုံး စိုက်အနေနဲ့ကြည့်မယ်ဆိုရင်ဟိုပေါ့ရုံးဝန်းန်းတွေကတကယ်တမ်းကျတော့ ဟိုပြည်သူတွေကိုပြည်သူတွေရဲ့ဘယ်လိုပြောမလဲပြည်သူတွေကိုဝန်ဆောင်မှုကောင်းကောင်းပေးရမယ်အခရီးကိုအဓိကဦးစားပေးပြီးတော့တိုက်ဖြတ်တယ်အဲအဲ့ဒီအချိန်မှာဘယ်လိုပြောမလဲဝန်ထမ်းတွေဒီပြည်သူတွေအတွက်လုပ်ပေးရမယ်ဝန်ဆောင်မှုကောင်းရမယ်အဲအဲ့လိုလေးတွေလည်းအများကြီးတိုးတက်တယ်ပေါ့နော်ပြီးတော့ကလေးတွေပညာရေးနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းပညာရေးမှာအဲဟိုပေါ့သူတို့တော်တော်များများကိုပြုပြင်ပြောင်းလဲပြီးတော့ကောင်းတဲ့အနေထားကို ရောက်နေပြီပေါ့နော်အဲပညာရေးပေါ့နော်အဓိကကတော့ပညာရေးကောင်းမွန်တယ်အဲကျမ်းမာရေးကျမ်းမာရေးဆိုလို့ရှင်လည်းအရန်ကောင်းမွန်တယ်အဲဒီကိုဗစ်ဖြစ်တဲ့ခါမှာဆိုလို့ရှင်လည်းပြည်သူတွေကိုအရန်ဂိမ်းယူဆိုင်တယ်ဂိမ်းယူဆိုင်ပြီးကိုဗစ်စင်တာကြီးတွေဖွင့်ပေးတယ်တကယ်ကိုဟိုပေါ့အကောင်းဆုံးဖြစ်အောင် သူစီစဉ်ပေးတယ်ပေါ့နော်အဲပြီးတဲ့ခါကျတော့ဒီပြည်သူတွေထဲမှာလည်းအဲဒီအသက်ကြီးပိုင်းတွေကိုထောက်ပံ့တဲ့အစီအစဉ်တွေ ပြီးတော့ဒီကိုဝန်ဆောင်မိခင်တွေကိုထောက်ပံ့တဲ့အစီအစဉ်တွေအဲ့ဒါတွေအားလုံးကိုတိုင်းနိုင်ငံလုံးတိုင်းတာနဲ့သူလုပ်ပေးတယ်ပေါ့နော်။ပြီးနောက်တစ်ခုကအဲတငယ်ချင်းတွေဆိုရင်ဥပဒေရေးရဌာနမှာရှိတယ်။သူဥပဒေတွေရောတခါဟိုပြန်ပြီးတော့လောက်ဆောင်နေတဲ့အချိန်မှာဒီလူတွေဖြစ်သွားတာပေါ့နော်။ဦးသိန်းစိန်အစိုးရလက်ထက်မှာဟိုပေါ့တချို့ကတော့ပြောကြတာပေါ့လေ။ဒါဘာဘာကြီးရဲ့ကျေးဇူးတွေကြောင့်မို့လို့အဲတိုင်းပြည်ကခွင့်ပြုလာတဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်။အဲအဲ့ဒီတော့က ့ SIM card တွေထုတ်ပေးတယ်အဲ internet တွေရတယ်ဒါပေမဲ့တကယ်တမ်းကျတော့ဒါအတိုင်းပြည်တစ်ခုမှာအရင်ကတည်းကဒီလိုမျိုးဖြစ်သင့်ခဲ့တာလေဖြစ်သင့်ခဲ့တာကိုသူ့လက်ထက်ကြမှာဒါသူတို့ကအရင်အခက်ဆက်ဆက်ကဖွံ့ဖြိုးတိုးတက်အောင်မလုပ်ခဲ့ဘဲနဲ့အဲဦးသိန်းစိန်လက်ထက်ကြမှာလုပ်ပေးတဲ့ခါကျတော့သူ့ကိုကျေးဇူးတင်စရာလိုဖြစ်သွားတာပေါ့အမှန်တကယ်ဆိုရင်တော့ဒါခစ်တောင်နဲ့နဲ့နောက်ကျနေတဲ့အနေထားမှာရှိတယ်လေအဲကြုံတွေ့ခဲ့ရတဲ့တွေ့ကြုံကတော့သူတို့ကအဲအသွင်ပြောင်းတဲ့ ဟာပဲပေါ့နော်ဘာလို့လဲဆိုတော့ကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအသင်းဝင်တွေကိုကြီးလိုက်မယ်ဆိုရင်သူတို့စစ်တပ်ကဗိုလ်ချုပ်ဟောင်းတွေပဲဖြစ်နေတယ်လေအဲသူတို့ရဲ့ဩဇာခံတွေဖြစ်မယ်သူတို့ရဲ့အဲလူတွေပဲဖြစ်မယ်ပေါ့အဲ့တော့သူတို့ဒီစက္ကဆရဲ့ပါတီလို့ပြောရင်လည်းမမှားဘူးပေါ့လေငယ်တုန်းကလေငယ်တုန်းကဆိုတော့ကျောင်းမှာလာပြီးတော့အဲသူတို့ပါတီဝင်လောက်ခိုင်းဟိုပေါ့ကတ်တွေဖြည့်ခိုင်းတယ်ပေါ့နော် ဲ့တော့ကိုရီးယားလည်းနိုင်ငံရေးဆိုတာကိုလည်းတိတ်လည်းမသိဘာမှမသိသေးတဲ့အချိန်မှာဒါအပေါ်ကဆရာဆရာမတွေကဒီတိုင်းဖြစ်ပေးပါဆိုလို့ဖြစ်ပေးလိုက်လို့အဲပါတီဝင်တော်ခက်ခဲမှုတွေနဲ့တူတယ်။အာနာတိမ့်တယ်လို့စသီးရတဲ့နေ့မှာပေါ့နော်။အရန်မယုံနိုင်ဘူးပေါ့မဟုတ်ပေါ့မလုံလောက်ဘူးလို့လည်းထင်ထားတာပေါ့နော်မလုံလောက်ဘူးလို့လည်းထင်ထားတယ်အာနာသိမ့်တဲ့ခါမှာအရန်အံ့ဩတယ်ဝမ်းနေတယ်ဒေါသထွက်တယ်အဲ ဒါဟာမဖြစ်သင့်တဲ့ကိစ္စပေါ့နော်မဖြစ်သင့်တဲ့ကိစ္စဆိုတာမဲသူတို့ပြောတဲ့အကြောင်းပြချက်မဲခိုးတယ်ဆိုတာဒီဒါပွင့်လင်းမြင်သာမှုရှိရှိနဲ့မဲယုံနေမှာဆရာမတွေကိုယ်တိုင်အစဉ်အဆက်ကြီးကြပ်ခဲ့ရတယ်ဒီလုံးဝမဟိုလေဒီကိုကို၌ကလာမဲယုံကိုမသွားတာဒါပေမဲ့တရင်တွေကလည်းစောင့်ကြည့်နေတယ်ဒီပေါ်ပြနေတဲ့မီဒီယာတွေကလည်းတစင်စောင့်ကြည့်နေတယ်အကုန်လုံးကလည်း live တွေလွှင့်နေတယ်ပေါ့နော်အဲ့လိုမျိုးတွေတည်းကမှပွင့်လင်းမြင်သာမှုရှိရှိနဲ့အကုန်လုံး ကိုကိုနိုင်ကလည်းမဲပေးတယ်ကိုပတ်ဝန်းကျင်အားလုံးကလည်းဒီပါတီကိုပဲမဲပေးခဲ့တယ်အဲ့ဒါကိုအဲဒီလိုမျိုးမဲခိုးပါတယ်ဆိုတော့ဟိုပေါ့အကြောင်းပြချက်မခိုင်လုံတဲ့ဟာတခုတည်းနဲ့အာနာသိမ်းခဲ့တာကိုတော့လုံးဝဟိုဒေါသလည်းထွက်တယ်ဟိုမခံမရနိုင်လည်းဖြစ်တယ်ဝမ်းလဲနေတယ်ပေါ့နော်တိတိချင်းနေမှာပဲအဲအမားတို့တွေယုံသွားရမလားမသွားရဘူးလားအဲဆိုပြီးတော့အဲ့လိုတွေထိဟိုပြတ်တောက်သွားတယ်ပေါ့နော်အမှန်တော့ ကိုအခုဘလို့အစိုးရမျိုးအုပ်ချုပ်စေခြင်းလဲဆိုတော့အခုအလုံးတောင်းတနေတယ်ပေါ့နော်ဖက်ဒရယ်ကိုလည်းအဲနှစ်သက်တယ်ပေါ့ဘာလို့လဲဆိုတော့ဟိုကိုရီးယားပြည်မမာနေလို့အရင်ကဒီတိုင်းရင်းသားတွေပြည်နယ်ကလူတွေကိုကိုချင်းမစားတတ်ခဲ့ဘူးပေါ့နော်အခုမှကိုချင်းစားတတ်ခဲ့တာကဒီတိုင်းရင်းသားတွေမှာသူတို့သူတို့နယ်မြေမှာရှိတဲ့ဟာကိုသူတို့ကဈေးကြီးကြီးပေးပြီးပြန်ဝယ်ရတဲ့အနေအထားမျိုးတွေကိုလည်း ကိုကကိုချင်းစာလာတတ်တယ်ပေါ့အဲ့ခါကျသူတို့တွေလည်းဒါဟာမျှဝေခံစားတင်တယ်ပေါ့အလုံးဟာမျှဝေခံစားပြီးတော့အဲမျက်မျက်တတတရားမျှတတဲ့ဟာကိုတော့တရားမျှတတဲ့အုပ်ချုပ်မှုကိုတော့လိုလားရတယ်ပေါ့နော်ဒီစကစပေါ့နော်စကစကရွေးကောက်ပွဲအဲညာနေတဲ့ခါမှာ905တွေကိုရုတ်သိမ်းတယ်လို့လည်းကြေညာတာတွေ့ရတယ်ပေါ့နော်အမှန်တကယ်ကတော့ဟိုကျမရဲ့အမြင်ဆိုရင်တော့နှစ်ချက်ရှိတယ်ပေါ့နော် အဲပထမတစ်ချက်က तू ကဒီနိုင်ငံတကာကိုသူတို့ဒီလွတ်လပ်ပြီးအေဂျင့်နေတယ်ဒါတွေအလုံးကိုဖြေလျှော့ပေးလိုက်ပြီးအဲ့ဒီအတွက်သူတို့မဲပေးလို့လည်းရတယ်ပြန်လာလို့လည်းရပါတယ်လို့ तू ကအဓိကကတော့905ကိုဖြေလျှော့ခြင်းတာထက်ပေါ့နော်အဲနိုင်ငံတကာကိုပြခြင်းုံတက်တက်ပဲလို့ထင်တယ်ပေါ့နော်အကယ်၍ယုံမှပြီးပြန်ခဲ့ရင်လည်းတနည်းနည်းနဲ့ပြန်ဆွဲမှာပဲဆိုတော့ဒါအလုံးကလည်းဒီတိကြမှာပါပေါ့နော်သူတို့ရဲ့လုံရက်တွေကိုလေ အဲအဆိုစကစရဲ့လုံရက်တွေကိုတီးကြလိမ့်မယ်နောက်တစ်ချက်ကကြတော့အဲအခုဆိုလို့ရှိရင်ဒီ905နဲ့ဒီပြပရောက်နေတဲ့လူတွေကတော်တော်လေးများနေပြီလေဒီနေဆက်ပဲဖြစ်စေပြပပဲဖြစ်စေအဲ့တော့သူတို့ကသူတို့ကတောင်လွတ်လွတ်လပ်လပ်နဲ့ခေါ်ထားတာပဲဘာလို့အဲ့ဒီမှာနေနေမှာလဲအကျန်တဲ့အစိုးရကလည်းဘာလို့ထားနေမှာလဲဆိုတော့ဟာတက်ရောက်အောင်လဲလုတ်တယ်လို့ဒါကိုပိုင်အမြင်ပေါ့နော်ကိုယ့်ရဲ့အမြင်ပေါ့အဲ့လိုတော့မြင်မိတယ်ပေါ့အဲပြီးတော့ဒီ နုပညာရှင်တွေအများကြီးနဲ့သူတို့တွေကုစည်းရုံးရင်းဆင်းနေတာကိုလည်းတွေ့ရတယ်ပေါ့နော်တချို့တွေကတော့လည်းအစကတည်းကသူတို့ကအဲနိုင်ငံရေးခံယူချက်မရှိတာရောသူတို့ဘောမကျင်တာရောတော့ပါမှာပေါ့နော်ဒါပေမဲ့တချို့အရာအဲ့လိုပဲမြင်တယ်ပေါ့နော်ဘာလို့လဲဆိုအစကတည်းကညီခဲ့မယ်ဆိုလို့ရှိရင်ဒီအနုပညာအလုပ်ကိုတချို့ဟိုဟိုပေါ့လေးစားစရာကောင်းတဲ့ဟိုထောင်ထွက်ပြီးတော့မှဟိုအနုပညာဆက်မလုပ်တဲ့လူတွေလည်းရှိတယ်လေအနုပညာဆက်မလုပ်တော့ဘူးဆိုရင်တော့သူတို့ကအဲခေါ်သုံးလို့ ်ငင်းလို့ရတာပေါ့ခေါ်သုံးလို့မရဘူးပေါ့ဒီသူတို့အုပ်ချုပ်နေတာကိုဆက်ပြီးတော့တိတိရင်းနဲ့အမှုပညာအလုပ်ကိုဝင်လုပ်တယ်ဆိုကြတဲ့သူတို့ကိုအဲသူတို့ကအဲ့ဒါကြတော့နီးရတာကြောက်တာတော့မဟုတ်တော့ဘူးသူတို့ကိုယ်၌ကအဲနှစ်သက်လို့လို့ပဲအဲကိုယ့်ရဲ့အမြင်ပေါ့နော်အဲ့လိုမြင်မိတယ်ပေါ့ဘာလို့လဲဆိုတော့မလုတ်ချင်ဘူးဆိုရင်အစကတည်းကသူတို့နဲ့မှမပတ်သက်ချင်ဘူးဆိုရင်ထွက်မလာမထွက်နိုင်ဘူးဆိုရင်ရတယ်မလုံနဲ့ဒီနှစ်ခုပဲရှိမှာပေါ့နော်ကျန်တဲ့သူတွေလည်းဘယ်လိုဆုံးလွတ်ပြီးတော့ သွားကြတာပဲလေအဲ့တော့အခုချိန်မှာတော့အဲသူတို့ဒီလှုပ်ချင်လို့လှုပ်တယ်လို့ကိုပဲအဲခံစားရတယ်ပေါ့နော်ဒီရွေးကောက်ပွဲ2025ရဲ့ရွေးကောက်ပွဲအမြင်ဆိုရင်တော့ဒါဟာတရားမျှတမှုမရှိဘူးလွတ်လပ်မှုမရှိဘူးဒါတကယ်ပါဝင်တဲ့နိုင်ငံရေးသမားတွေပါဝင်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးပေါ့နော်စကားစကားသူတို့ဇွကျင်းပါတယ်အတူရောင်ရွေးကောက်ပွဲပဲဖြစ်တယ်အဲပြီးတော့ခါကြတော့ဒီ က်ကဆဒါသူတို့ရဲ့ဟိုပေါ့ဘယ်လိုပြောမလဲဟိုတစ်ဖက်လက်နဲ့ပေါ့နော်တစ်ဖက်လက်နဲ့သူတို့ရဲ့လက်ပါးစီသူတို့ရဲ့ဟိုပေါ့ဒီစက်ကဆရဲ့ဒီလက်ကင်ဟိုဟာတွေပဲကျိုးဆွဲဒီအတူရအောင်ဆိုးရပဲထွက်လာမှာပေါ့အဲ့ဒီအတူရအောင်ဆိုးရတက်အုပ်ချုပ်မယ်ဆိုရင်လေအဲတိုင်းပြည်ကဒိဋ္ဌဆိုးဖို့ပဲရှိတယ်ပေါ့ဒိဋ္ဌဆိုးတယ်ဆိုတာကသူတို့လှုပ်ဆောင်လှုပ်ချင်နေတယ်အခုဟိုပါပေါ့အခုဒီကြားဖြတ်နေတဲ့ပတ်သက်တယ်ဆိုရင်လို့ရှင်လေဒီ ဒီ scam center တွေလေ scam center တွေကြီးစိုးမယ်ဆိုရင်အများကြီးဒီကိုမြန်မာနိုင်ငံတခုတည်းမဟုတ်ဘဲနဲ့တနက်နိုင်ငံတွေပါအဲအန်တရရရှိနိုင်တယ်နောက်တစ်ခုက အခု ပြောပြောနေတဲ့ဘူးရစေးပေါ့နော်ဘူးရစေးအဲအကြီးကျယ်ဖွင့်ဟိုပေါ့ရောင်းချဖြန့်ဖြူးတဲ့နိုင်ငံလည်းဖြစ်လာနိုင်တယ်နောက်တစ်ခုကသူတို့လုပ်ချင်နေတဲ့ဒီ nuclear ပေါ့အဲ nuclear ဒီဟိုအရာလည်းဒီအများကြီးအဆိုးကျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်သူတို့အဆိုးရတာဆက်ဒီအဆိုးရတာဒီလိုမျိုးဆက်လုံနေမယ်ဆိုရင်တော့ ဒါကကိုမြန်မာနိုင်ငံသားတွေမကပဲနဲ့ကျန်တဲ့ကိုရဲ့တိုင်းတခြားနိုင်ငံတွေပါ ထိခိုက်မဲ့ဟာရတော့အများကြီးရှိတယ်ပေါ့နော်ဒီအခုလုံးမဲ့စကားစလုံးမဲ့ရွေးကောက်ပွဲရတော့လေလုံးဝကိုလက်မခံနိုင်ဘူးအတူရောင်ရွေးကောက်ပွဲဖြစ်တယ်အဲ့အတွက်သူတို့ရဲ့ရလက်ကဘလို့ပဲဖြစ်စေ လုံးဝလက်မခံဘူးကိုမဲပေးခဲ့တဲ့ကိုရဲ့အနိုင်ရပါတီကအနိုင်ရအစိုးရကရှိပြီးသားပေါ့နော်အဲ့ဒီအစိုးရကိုအချင်းချထားပြီးတော့မှလုတ်တဲ့ရွေးကောက်ပွဲတွေလည်းမျှတာတဲ့လွတ်လပ်ပြီးမျှတာတဲ့ရွေးကောက်ပွဲမဟုတ်တဲ့လုံးဝလက်မခံနိုင်ဘူးဆိုတဲ့အကြောင်းပေါ့နော်အဲအားလုံးပြပြချင်ပါတယ်လို့